ရွေးကောက်ပွဲလွန်ကာလမှာရွက်ွက်နဲ့ကြေးရကော်မရှင်အဖွဲ့ခွဲတွေကိုဥတီတိုင်ကြားမှုများလာတယ်လို့ဟင်္ဒရာခိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကပြောပါရယ်ဥထွန်းထွန်းသိန်းကသတင်းပေးပို့ထားပါရယ်ရှင်ဟင်္ဒရာခိုင်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒိုင်းနာစီရုံညညရေးပါတီ PMP တို့ပါတီမြန်မာနိုင်ငံတောင်လူလမဖွံ့ဖြိုးတိုးတက်ရေးပါတီအမျိုးသားတိုးတက်ရေးပါတီနဲ့ခက်တစ်ပြည်သူပါတီတို့ကလည်းဟင်္ဒရာခိုင်ရဲ့လွတ်တော်ကိုယ်စားလှယ်ပေါင်း73ဦးကဝင်ရောက်ရှင်ပြိုင်ခဲ့ပြီး ရက်ကွက်နဲ့ခြေရွာကော်မရှင်အဖွဲ့ခွဲတွေကိုတိုင်ကြားမှုများပြားနေတာပါ။ဥမာပြပြောမယ်ဆိုရင်ကျွန်တော်တို့မဲပေးခွင့်သွားတောင်းတယ်ရုပ်ောက်ပဲနေပါရုပ်ောက်ပဲမတိုင်ခင်နေပါတောင်းတယ်မဲစင်းကပိတ်ထားပြီဘယ်လို့မှမဲစင်းနဲ့ထည့်လို့မရဘူးအဲ့ချိန်မှာသွားတောင်းတယ်တောင်းတော့သူကဘလို့သွားတောင်းလဲရက်ကြီးကော်မရှင်ကတောင်းတယ်ရက်ကြီးကော်မရှင်မဲပေးခွင့်ပေးပါသူကလူနာမည်နဲ့ဘယ်သူတွေပြပြမဲပေးခွင့်မရပါဘူးဆိုရင်နာမည်စင်းနဲ့ ရေးပြီးတော့တိုင်တာဒီတွေ့ရတယ်။မြို့နယ်ကိုတိုင်တာမြို့နယ်ကိုတိုင်တယ်ဆိုတော့ရကြေးကော်မရှင်စည်းင်းထည့်ပြီးတော့တိုင်။အဲ့တော့စာတုံးကထင်တာကတော့မဲယုံမှုတွေကတက်ခဲ့ဖြစ်မယ်လို့ထင်တာ။အခုအဲ့လိုဖြစ်မလား။ဘက်ကော်မရှင်တက်ခဲ့ဖြစ်လား။ကော်မရှင်တွေကိုတိုင်တာများလား။ရွေးကောက်ပွဲလို့နိုဝင်ဘာ24ရက်နေ့ထိမင်းနာမြို့နယ်နဲ့ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတိုင်ကြားတဲ့အမှုပေါင်းဆက်နွယ်မှုရှိခဲ့ပြီးမင်းနာခရိုင်အတွင်းမှာရှိတဲ့မြို့နယ်6ခုမှာမင်းနာမြို့နယ်ကတိုင်ကြားမှုအများဆုံးလည်းဖြစ်ပါတယ်။ တိုင်တာကဘေးစင်းတဲ့မပါတာလို့နောက်တစ်ခါဇက်စည်းကော်မရှင်ကလုတ်တာလေးလွဲမတာလို့တချို့ကြတော့မဲယူဖို့ပါတန်တရားဖြစ်ပြီးတော့တိုင်တာလို့အဲ့ဒါမျိုးတွေနားပါပြီးခဲ့တဲ့ယူကောက်ပွဲမှာဟိနနာခရိုင်တွင်မြို့နယ်6မြို့နယ်မှာမဲယုံပေါင်း1125ယုံဖွင့်လှစ်ခဲ့ပြီးရက်ကွက်22ရက်ကွက်နဲ့ကျေးရွာအုပ်စု103အုပ်စုမှာမဲဆန္ဒပြပိုင်ခွင့်ရှိသူ95948ဦးရှိခဲ့တာပါ နိုဝင်ဘာ10ရက်နေ့ကကျင်းပခဲ့တဲ့2015ထူထူယူကောက်ပွဲမှာဟင်နာမြို့နယ်မှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရဲ့89ရာခိုင်နှုန်းကျော်လာရောက်မဲပေးခဲ့တယ်လို့လည်းသိရပါဗျ။ကျွန်တော်ထွန်းထွန်းသိမ်းပါ။